Hello အလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ Jordan Sancho ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ရလာတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ဆွေးနွေးသွားပါမယ် Jordan Sancho ကိုခေါ်ယူဖို့အတွက် Ehla အသင်းအပါဝင် Sorry ကလပ်များစွာကစုံစမ်းမေးမြန်းမှုတွေပြုလုပ်လာလျက်ရှိတယ်ပေါ့ကရဦးဆက်သွယ်မှုတွေရှိရှိထားပြီးမြဲလို့ကြဲကြဲပြန့်ပြန့်ဆွေးနွေးတာတွေတော့လက်ရှိမှာမရှိသေးဘူးဥရောပကလပ်အသင်းအချို့ကလည်း ဒီရန်ဆန်ဂျူကိုခေါ်ဖို့အတွက်စိတ်ဝင်စားလာကြပြီဖြစ်တယ်ပေါ့သို့တော့ကစားသမားကလောက်ခလာစာတိတိတတရှော့ယူငင်းဆန်လျက်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒါအပြင် Sky Sport ရဲ့ Italian Journalist တယောက်ဖြစ်တဲ့ Di Marzio ကလည်း Napoli အသင်းရဲ့ဘက်ကတော့ Kevin De Bruyne ကိုခေါ်ယူနိုင်ခဲ့ပြီးမှအခုဆိုလို့ရှိရင်ဂျေဒန်ဆန်ဂျူကိုခေါ်ယူဖို့အတွက်ကြိုးပမ်းနေပြီဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဆန်ဂျူကိုခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့အသင်းတွေရှိလာပြီဆိုတော့ ဒါအသင်းတွက်တော့တရင်ကောင်းပေါ့လေနော်အသင်းကဆန်ဂျူကိုမဖြစ်မနေကျွန်တော်လက်လွတ်မရမှာဆန်ဂျူတို့ဘာလို့ကအသင်းမှာဘလူးမန်အကျိုးပြုနိုင်တာမျိုးကျွန်တော်မဟုတ်တော့ဘူးဆိုတော့ဒီကစားမဖြစ်သူကိုကျွန်တော်လက်လွတ်မရမှာသူ့ကိုရောင်းချပြီးတော့တန်း20တန်း30တော့ရအောင်ရှာမှကျွန်တော်ဖြစ်မှာနော်ရအောင်တော့ကျွန်တော်ရှာမှဖြစ်မှာအဲ့လောက်ကဒါကြောင့်ဂျီဒန်ဆန်ဂျူရဲ့အပြောင်းရွှေ့က နော်ဆန်ကျူရဲ့အပြောင်ရွှေ့ကတော်တော်လေးကိုကျွန်တော်အရေးကြီးနေတယ်သူတပင်ကစားသမားရဲ့လစာတွေတပုံတပင်ကြီးကိုလည်းရှော့ချနိုင်မယ်ဆိုတော့ဒီအပြောင်ရွှေ့ဟာအတင်းအတွက်အရေးကြီးတယ်ဆိုတာကပူတယ်ပေါ့နော် ပြည်တနာကအပြောင်ရွှေ့ကဖြစ်ပါမလားပေါ့ဘာလို့လဲဆိုတော့ဝယ်ခြင်းနဲ့အသိနေရှိတယ်ဆိုသည့်တိုင်အောင်ကိုပဲဒီကစားသမားကလစာရှော့မယူခြင်းမူဖြစ်နေတာလစာရှော့မယူခြင်းမူဆိုတာတော့မှတိတိတသာရှော့မယူခြင်းမူပေါ့ဒါပါတော့အခုဆိုရင်၃သိန်းခွဲလား၃သိန်းလားကြည်တဲ့ဆန်ကျူရတာ ဟာ၃သိန်း၃သိန်းဝဲရတယ်ထားပါတော့ဗျာ၃သိန်းဝဲရတယ်ဆိုလို့ရှိရင်၃သိန်းအထိเนาะသူလျှော့ယူမယ်၃သိန်းအထိသူလျှော့ယူမယ်၃သိန်းဝဲရတယ်ဒါပေမဲ့လို့၁သိန်းခွဲလို့၂သိန်းလို့ကြောင့်မယူကြည့်ဘူးဆိုတဲ့ပုံစံမျိုးလုပ်နေတာသိလားဒါကြောင့်ပြောတာကเนาะဒီလိုကစားမမျိုးကိုဗျာကိုခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့အသိရှိတယ်ဆိုတာကိုပဲကျွန်တော် တော်တော်အံ့ဩတာတော်တော်အံ့ဩတာเนาะတကယ်လို့လစာလျှော့ယူရမယ်ဆိုတဲ့အချိန်ဒီတော့မှတော့ဒီကောင်လျှော့မယူကြည့်ဘူးချယ်ဆီဆိုလို့ရှိရင်လည်းပဲသူ့အတွက်အကောင်းဆုံးအခွင့်အရေးပေးခဲ့တဲ့ ်ချက်စီဆိုလို့ရှိရင်တရားစီအငှားခေါ်တယ်ပွဲကစားကွင်းတွေအများကြီးပေးတယ်เนาะလုံးဝခြေသွမ်းမပြတာတော့မှာเนาะပွဲကစားကွင်းတွေကျတော့အများကြီးပေးတယ်နောက်ဆုံးတော့ဗျာသူ့ကိုအပိသက်ခေါ်ခြင်းမာတယ်ဆိုတဲ့အခြေအနေအထိတောင်ချက်စီကရောက်ခဲ့တာပြဿနာကဘာဖြစ်လဲဆိုတော့လာစာကရှော့မယူခြင်းမူဖြစ်နေတာအဲကိုကဘာမှအကျိုးမပြုနိုင်နေပေမဲ့ဘယ်လိုလုပ်ပြီးတော့မင်းလာစာအများကြီးလူချင်းလို့ဖြစ်မှာတော့သူများအသိမှာဗျာမင်းစံကုန်မြေလေးသွားလုပ်နေပြီးတော့သိတယ်မလားဒီလာစာအမင်းအများကြီးလူချင်းလို့မဖြစ်ဘူးလေကိုအချီနေကိုတိရတော့မှာ ဟုတ်တယ်မလားနော်ချယ်ဆီမှာဆိုဆေးဖွဲ့ဝင်နေလောက်တော့အရေးပါတာမဟုတ်ဘူးဒီကောင်ကဟုတ်ဟုတ်တယ်မလားချယ်ဆီကအဲ့ဒါတော့မှဒီကောင်ကိုခွင့်ရင်းပေးခဲ့တာအပြီးတည်းခေါ်ဖို့လာစားရှုတ်မယူလို့အပြောင်းအရွှေ့ပြက်ပြဲခဲ့ရတာအခုဆိုလို့ချင်းလည်းပဲကျွန်တော်ကြည့်နော် အေဟီလာတို့ဘာဟီလာတို့ညာဟီလာတို့ sorry ကလက်ဒီရဲ့မင်းပြောင်းမယ်ဆိုရင်တော့ထားဒါမင်းမင်းမင်းဘလောက်ပဲဟွာဖြစ်လို့နေနေဟုတ်တယ်မလား sorry ကလက်ဒီရဲ့ဘက်ကတော့မှလာစားမပေးချင်ဘူးဆိုရင်တော့မင်းဒီကောင်အချင်းကြီးစဉ်းစားကြည့်လိုက်တော့ဗျာကိုလူချင်းနဲ့လာစားနဲ့ကိုချီစွမ်းနဲ့ကဘာမှမဟုတ်မနေတာနော် ဟိုဥရောပကလက်တီနီရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်ပေါ့ဒါပေမဲ့လို့ဥရောပကလက်တီနီရဲ့ဘက်ကလည်းဒီကောင်လာစားကိုပေးနိုင်ဘူးကတော်တော်လေးခဲရင်းနေတယ်ပေါ့ဘယ်လိုလုပ်ပြီးတော့မင်းဟွာဖြစ်ရတော့မလဲဟုတ်တယ်မလား channel တင်းဘယ်လိုလုပ်ပြီးမင်းဆက်ခေါ်တော့မလဲမင်းခြေသွန်းကောင်းမှာမကောင်းဘူးလားအခုကျွန်တော်နာပိုလီကိုကျွန်တော်ကြည့်ကြည့်နာပိုနာပိုလီကိုနာပိုလီရဲ့ဘက်ကခေါ်ဖို့လုပ်ချင်တယ်တကယ်စိတ်ဝင်စားတယ်ပေါ့ဒါပေမဲ့လို့ကျူးပန်းနေရတာဟုတ်မယ်ကစားမကလာစားရှုပ်မြူခြင်းမျိုးဆိုတေးကြတဲ့နာပိုလီခေါ်မှာမဟုတ်ဘူးဟိုကိုကိုတိုင်ကခြေသွန်းမကောင်းမင်းနဲ့တော့ဘယ်တင်းကမှပတ်စံအများကြီးပေးချင်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလားဘယ်သင်းကမှပတ်စံအများကြီးပြီးချင်မှာမဟုတ်ဘူးအာဆန်ချူဒီနဲ့ပေါ့နော်အဓိကသူ့ကယ်ရီယာကိုဦးစားပေးဖို့လိုတယ်မင်းမင်းအခုမှ25ပဲလားပဲမသိဘူးရှိသေးတာ25ပဲရှိသေးတာဗျဒီမှာလစာမင်းနှစ်သိန်းဟိုတသိန်းခွဲလောက်ထိရှော့ယူလိုက်တယ်ဆိုရင်လူတိုင်းကမင်းကိုခေါ်ညင်ရမှာအေးအဲ့ဒီကြလို့ရှိရင်လာမယ့်ကမ္ဘာဖလားအတွက်လည်းရွေးချယ်ခံရခွင့်ရဖို့အတွက်မင်းမှာကြိုးပမ်းခွင့်ရှိတော့မှာကမ္ဘာဖလားကစားဖို့ဆိုတာဘယ်လောက်ထိအရေးကြီးတယ်လဲဟုတ်တယ်မလားကစားမတစ်ယောက်အတွက်ခုနိုင်ငံကိုကူစားပြုဖို့ဆိုတာအဲ့ဒါပြီးပြီဆိုတာ ਨੇ เนาะအဲ့ဒါပြီးပြီးဆိုတာနဲ့ကျွန်တော်အနေနဲ့ဘာဖြစ်မလဲဟိုခြေသွန်းနေပါလိပြန်ပြလာပြီဆိုရင်စိတ်ဝင်စားတဲ့အသင်းတွေပိုရှိလာတော့မှအကြံလာစားတွေပိုင်းတောင်းလို့ရပြီအခုဟာက United မှာမင်းဘလို့မှအဆင်မပြေဘူးဆိုတော့ United ကနေပြောင်းရွှေ့ရဖို့ဒီတာအဓိကဗျာ United ကနေပြောင်းရဖို့ဒီတာအဓိကဆိုတော့အဲ့ဒါကိုဦးစားမပေးဘူးဖြစ်နေတာဒါကြောင့်ဂျီဒန်ဆန်ဂျူနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ကျွန်တော်အနေနဲ့ကစားမအနေနဲ့တိတိကျကျပို့ပြီးတော့ရည်ရွယ်ချက်ရှိရှိ ကြည့်ရမလားကျိုးပန်းသိနေဂနာချူထားတယ်ထွက်ကောထွက်ဖြစ်ပါမလားတဲ့အဲလက်ရှိမှာဂနာချူ ਨੇ ပတ်သက်လို့ရှင်တော့ကျွန်တော်ကတော့ဗောနော်ဒီခေါ်ဖို့အတွက်ကျိုးမတ်လာမယ့်အသင်းတွေရှိမယ်ဆိုလို့ရှင်တော့အများကြီးအဆင်ပြေလာလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ဘက်ကရောင်းချဖို့စီစဉ်ပြီးသားပါဂနာချူကိုဆိုတော့ပီပါကလက်တီဆိုလို့ရှင်တော့တင်းတင်းနဲ့ဈေးနဲ့ရောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆန်ချူအဒီဆန်ချူရဲ့အပြောင်းအရွှေ့ကတော့သူကိုယ်တိုင်ကလာစာရှော့ယူမှရမှာဂနာချူရဲ့အပြောင်းအရွှေ့ကတော့ကိုဒီနဲ့ ပြောင်းရွှေ့ခြင်းအဆင်ပြေတာနဲ့အဆင်ပြေတယ်ဆိုတော့မဆိုးဘူးပေါ့နော်ပြည်ပကလပ်တွေဆိုလို့ရှိရင်ကာနာဂျိုကိုလက်လွတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်ကြည့်ချူပါပြီးတဲ့ညီကိုများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်